ျွန်တော်အနေနဲ့ကတော့ဘဝမှာရှိတဲ့ချက်ချင်းမြတ်တာအကြောင်းပြောဆိုရင်မိမိကိုဗဟုပြုတဲ့အချက်ကဦးစားပေးပဲဖြစ်တယ်။မိမိကိုကိုချက်ချင်းမိမိရဲ့ချက်ချင်းပေါ့။စာအုပ်အစ်စ်တအုပ်စရေးမယ်ကျွန်တော်ပထမရေးဖို့စဉ်းစားခဲ့တာကမိမိကိုကိုချက်ထပ်ဖို့အတွက်ဦးစားပေးရေးချင်ခဲ့တာ။ဘာလို့ဆိုလက်ရှိနေရတွေမှာလူတွေကကိုကိုကိုမချက်တတ်ကြတော့ချက်ဖို့မေ့လျော့နေကြတော့မလိုလားအပ်တဲ့စိတ်အပူတွေ ိုပြီးကြုံတွေ့ရနေတယ်လို့ကျွန်တော်ထင်မြင်လာလို့ပါဒါပေမဲ့တကယ်တမ်းရေးပြန်တော့ကိုကိုကိုပဲချစ်တက်ဖို့ရေးရင်စာဖတ်သူကအယူမှားပြီးတကူကောင်းဆန်တဲ့ဘက်ကိုပိုရောက်သွားမှာလဲစိုးရိမ်မိသလိုဘဝထဲမှာအချစ်အကြောင်းကိုနည်းနည်းပိုပြီးပြောပြခြင်းနဲ့စိတ်နဲ့အားလုံးထည့်ရေးပြခဲ့ပါတယ်ဒီစာအုပ်ထဲမှာအဓိကပြောချင်တာကတော့မိမိကိုကိုချစ်တက်ဖို့နဲ့ မိမိပတ်ဝန်းကျင်ကလူတွေကိုချစ်တတ်ဖို့ပါပဲဒီတအုပ်ထဲနဲ့ပြီးပြည့်စုံသွားမယ်လို့တော့ကျွန်တော်မထင်မိပါဘူးဒါပေမဲ့ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါစာဖတ်သူတို့ရဲ့ချစ်တဲ့စိတ်ကလေးတစ်စက်တက်ပြီးရင့်ကျက်သွားလိမ့်မယ်လို့မျှော်လင့်လိုက်ရပါတယ်ချစ်ချင်းဖြင့်နေပဲဘဝနဲ့အချစ်မြတ်တာဟာပူတွဲထားလို့ရတယ်အချစ်ဆိုတာဘဝရှင်သန်ရေးအတွက် သုံးဆွဲနေရတဲ့ supplement တစ်ခုလိုပဲချစ်တဲ့ဓာတ်မြစ်တာဓာတ်လေးနဲ့မှလူတွေဟာကောင်းမွန်စွာပျော်ရွှင်စွာပေါ်ပါစွာရှင်သန်နိုင်မယ်စူးစားလောက်ကိုင်းနိုင်မှာဖြစ်တယ်ဘဝတွေကချစ်ချင်းမြစ်တာဆိုတဲ့အပိုင်းကကျေပြန်လို့နေအဓိက အပိုင်းကြီးသုံးခုပြောရရင်တော့မိမိကိုကိုချစ်ဖို့သူတစ်ပါးကိုချစ်ဖို့နဲ့သူတစ်ပါးစီကအချစ်ခံတတ်ဖို့ပါပဲဒီစာအုပ်ထဲမှာလည်း ဘဝအကြောင်းပါမယ်အချစ်အကြောင်းပါမယ်အချစ်အကြောင်းဆိုတာချစ်သူရေးစားအချစ်မှအချစ်မဟုတ်ပါဘူးတင်ဘဝမှာမနက်မိုးလင်းကနေမိုးချုပ်တဲ့အထိချစ်ချင်းမြတ်တာနဲ့အလုံလုံနေရတာပါပဲဘသူကားမှ လာမချစ်နေရင်တောင်မိမိကိုကိုချစ်တဲ့စိတ်လေးနဲ့မနက်စာ နေ့လယ်စာညစာပုံမှန်စားနေရတာကိုကအချစ်ပါပဲမိမိကိုကိုချစ်တတ်ဖို့ ဘဝတွေကချစ်ချင်းမြတ်တာတွေအကြောင်းပြောရရင်အရင်ဆုံးမိမိကိုကိုချစ်တတ်ဖို့ကအရေးကြီးဆုံးပဲမိမိကိုကိုမချစ်တတ်တဲ့လူဟာသူတစ်ပါးကိုလည်းမချစ်တတ်နိုင်ဘူးအချစ်လည်းမခံတတ်ဘူးမိမိကိုကိုမချစ်တဲ့သူကိုတခြားဘယ်သူကမှလည်းချစ်နိုင်မှာမဟုတ်ဘူးလောကမှာနေရာမှာတစ်ခုရှိလိမ့်မယ်အပြင်ကတစ်ခုလိုချင်နေဆိုရင်ကိုယ်စီမှာအဲ့ဒီအရာကိုလက်ခံနိုင်တဲ့ သိမ်းဆဲပေးထားနိုင်တဲ့အကန့်တစ်ခုစိတ်တစ်ခုရှိဖို့လိုတယ်။ဒါကြောင့်ဘဝနဲ့ချက်ချင်းမြတ်တာအကြောင်းစပြီးပြောရရဲ့အရေးအကြီးဆုံးကမိမိကိုယ်ကိုချစ်တတ်ဖို့ပါပဲ။မိမိကိုယ်ကိုချစ်ဖို့အခြေခံအဆင့်အခြေခံအဆင့်ကတော့မိမိကိုယ်ကိုချစ်ရမယ်ဆိုတာကိုစပြီးအသိစိတ်ဝင်လာတဲ့အချိန်ဟာမိမိကိုယ်ကိုချစ်ဖို့90ရာခိုင်နှုန်းစတင်ပြီးခြင်းဖြစ်ပါတယ်။ အဲ့လိုမဟုတ်သေးပဲကိုကိုကိုချစ်မြတ်နိုးလိုစိတ်မရှိသေးတဲ့လူတယောက်ကို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 ချစ်ပါလို့ဘလောက်ပဲနားချပါစေချစ်လာမှာမဟုတ်ပါဘူးအချစ်တိုင်းဟာတူညီတာတစ်ခုရှိတယ်အချစ်ဟာလောက်ယူလို့မရဘူးချစ်ချင်တဲ့စိတ်အလိုလိုဖြစ်ပေါ်လာမှ သူ့နောက်ကအစ်င့်တွေကိုဆက်ပြီးစောင်ရွက်လို့ဒီအချစ်ကိုဆက်ပြီးကြီးထွားအောင်ရှင်သန်ပြိုးထောင်ဖို့လုပ်နိုင်မယ်ချစ်ချင်တဲ့စိတ်က ဖြစ်မလာသေးဘူးဆိုရင်ဘဝရဲ့အချက်တစ်ခုအဖြစ် မပြိုးထောင်နိုင်ပါဘူး။တင်ရောတင့်ကိုတင်ချစ်ဖို့စဉ်းစားနေရလား။ဆုံးဖြတ်နေရလား။ကိုချစ်ရတဲ့လူတစ်ယောက်ကိုချစ်တယ်လို့မျိုးမိမိကိုကိုချစ်ပါ။လူတိုင်းကကိုကိုကိုမချစ်ဘူးရင်နေမယ်။ချစ်ဘူးတဲ့လူတစ်ယောက်တော့ရှိကြမှာပဲ။ချစ်နေကလွယ်ကူပါရဲ့။ကိုချစ်တဲ့လူတစ်ယောက်ကိုချစ်တယ်လို့မျိုးမိမိကိုကိုချစ်မြန်လို့ပါ။ဒီနေ့ ထမင်းသုံးနဲ့အချိန်မှန်စားပါမလားလို့ချစ်ရတဲ့လူကိုစိတ်ပူတယ်လို့မျိုးမိမိရဲ့နေစဉ်ဘဝတွေကိုဂရုစိုက်ပါကိုချစ်ရတဲ့လူကိုနားလည်ပေးအားပေးတယ်လို့မျိုးဘဝရဲ့အကြာရှုံးချိန်တွေမှာဘာမှမဖြစ်ဘူးအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ငါတို့အကောင်းဆုံးပြန်စူးစမ်းကြမယ်လို့အားပေးပါကိုချစ်တဲ့လူကိုကာကွယ်ပေးခဲ့တယ်လို့မျိုးမိမိကိုသူတပားကမတိုက်ခိုက်နိုင်အောင်အပြစ်မတင်နိုင်အောင် မိမိဘက်ကနေမိမိကရက်တည်ပြီးကာကွယ်ပေးပါဆိုလိုချင်တာကကိုချစ်ရတဲ့လူတယောက်ကိုချစ်တယ်လို့မျိုးမိမိကိုကိုချစ်ပါမိမိကိုကိုချစ်ချင်းမိမိကိုကိုချစ်တယ်ဆိုတာဘဝရဲ့အခြေခံကြတဲ့တာဝန်တွေကတစ်ခုဖြစ်တယ်လို့လူဘဝမှာရှင်သန်ရက်တည်ဖို့ရာပထမဆုံးတိဆောက်ရတဲ့အုံမြင်လေးဖြစ်တယ်အချစ်ဟာချစ်တတ်ဖို့လိုတယ်ချစ်တတ်မှသာ အချက်ဟာဘဝအတွက်အုံမိုးနိုင်တဲ့အပင်တစ်ပင်အဖြစ်ကြီးထွားလာမှာဖြစ်ပါတယ်။သားသမီးကို ချစ်တတ်ဖို့မိဘရဲ့အချက်ဟာလည်းချစ်တတ်ဖို့လိုတယ်။ကိုသားသမီးကိုမချစ်တတ်လို့နှစ်ရာကြားခဲ့တဲ့မိဘတွေလိုမျိုးမိမိကိုကိုချစ်တဲ့အချက်ဟာလည်းမိဘတယောက်ကသားသမီးတယောက်ကိုချစ်တယ်လို့ပဲ။လူဆိုတာစိတ်နဲ့ရှင်တွဲနေတဲ့တရားဖြစ်လို့စိတ်เสียရသွားတတ်တာငါ့ကိုငါချစ်တာပဲဆိုပြီး ငါလှုပ်ချင်တာလှုပ်ခိုင်းတာမဟုတ်ဘူးအဲ့ဒီအခါကိုဘဝပုံမြင့်ဖို့ကိုဘဝကိုစီးစနစ်တကျရှင်သန်ဖို့စီကံထားတဲ့နေရာထားဖို့ထိမ့်ချုပ်တဲ့နေရာထိမ့်ချုပ်ဖို့ရာလိုအပ်တယ်မိမိကိုကိုချစ်တယ်ဆိုတာကျယ်ပြန့်တဲ့အရာတစ်ခုပါမိမိကိုကိုချစ်ခြင်းဟာဘဝကိုစီကံတကျနေထိုင်ခြင်းဖြစ်တယ်မိမိကိုကိုချစ်တယ်ဆိုတာဘဝရဲ့တစ်ပင်တစ်ပင်စိုက်ထားသလို့ မိမိကိုကိုချစ်တဲ့အချစ်ကကို့နောက်မှာကို့ကိုအုံမိုးထားတဲ့တပင်တပင်ဆိုပါတော့ရုတ်တရက်ကြီးချစ်တဲ့စိတ်ကဖြစ်မလာဘူးတဆင့်ချင်းစီတိဆောက်ရမယ်ပြောင်းလဲရမယ်အဲ့ဒီလိုတိဆောက်ပြောင်းလဲပြီးရင်တောင်အမြဲရေလောင်းနေရအောင်မယ်ပေါင်းတင်နေရအောင်မယ်အမြဲ update လုပ်နေဖို့လိုတယ်အချစ်ဟာလည်းအားစီးလိုပါပဲ build the best version of yourself ိုကိုကိုချစ်ဖို့ဆိုရင်လူတွေကပြောကြလိမ့်မယ်။မင်းပါဖြစ်ဖြစ်ချစ်ပါ။မင်းဖြစ်တည်မှုလေးကိုလက်ခံပါ။မင်းရဲ့မပြည့်စုံမှုတွေကိုလက်ခံပါ။စသဖြင့်ပေါ့။ဒါကလည်းမှန်နေဆိုပေမဲ့ကျွန်တော်သိတဲ့မင်းကိုမင်းချစ်ပါဆိုတာက build the best version of yourself မင်းကိုမင်းအကောင်းဆုံးတည်ဆောက်ရမယ်ဆိုတာပါပဲ။လူတွေရဲ့အပြောမခံခြင်းရင်ပဝင်းကျင်ကအဖြစ်တွေမခံခြင်းရင် ဘာလုပ်ဖို့လိုလဲဆိုကိုကအကောင်းဆုံးလှုပ်ထားဖို့လိုတယ်။တင်ဝနေလားဝိတ်လျှော့လိုက်။တင်းမြင်တာဝက်ချံတွေထွက်နေလား။ကုသလိုက်။တင်းအလုံးမရှိသေးဘူးလား။ရှာလိုက်။ဝင်ငွေမရှိဘူးလား။ဝင်ငွေရအောင်စူးစမ်းလိုက်။စသဖြင့်မိမိကိုကိုအကောင်းဆုံးတိဆောက်တာကမိမိကိုကိုချစ်တာပါပဲ။အကောင်းဆုံးတိဆောက်ခိုင်းနေဆိုတာကအကောင်းဆုံးဖြစ်လာခိုင်းတာမဟုတ်ပါဘူး။ဝက်ချံလား ျောက်သွားပြီးရင်ပြန်ပေါက်နိုင်မှာပါဝိတ်အတက်အကြလားဒီကိုနဲ့ဒီခန္ဓာရှိနေတဲ့ရေတော့အတက်အကြကဖြစ်နေအောင်ပါပဲဝင်ဝင်လာလောကရန်အတက်အကြပေါ်မူတည်ပြီးတိုးတက်လိုက်ယောပါလိုက်ဖြစ်နေအောင်ပါပဲဒါပေမဲ့ငါအကောင်းဆုံးလုပ်နေတယ်ငါအကောင်းဆုံးနေထိုင်နေတယ်ဆိုရက်စိတ်ကိုလိုအပ်ကြတာအလောက်တစ်ခုဟာအောင်မြင်လားအကောင်းဆုံးဖြစ်လာသလားဆိုတာထက် ငါအကောင်းဆုံးလုပ်ခဲ့တယ်ဆိုတဲ့စိတ်ကမိမိကိုကိုဘယ်တော့မှစိတ်မပြတ်စေနိုင်ဘူးမိမိကိုကိုချစ်တဲ့စိတ်ပါအခြေခံကြတာတခုကမိမိကိုကိုကျေနပ်နေဖို့ပဲငါစူးစမ်းနေတာပဲငါအကောင်းဆုံးလုပ်ခဲ့တာပဲတာဝန်ကျေတယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်ရှိနေရင်ကိုယ့်ရဲ့အစင်မပြေမှုကိုကိုယ့်ပြစ်ချက်ကိုတဘာလူကလာပြောရင်တောင်ပြန်ပြီးတုံ့ပြန်နိုင်နေမင်းတို့စိတ်ပူနေရထက် ငါကငါဘဝကိုအကောင်းဆုံးပို့လုပ်နေပါတယ်။စိတ်မပူကြပါနဲ့ဆိုတာမျိုးပေါ့။အဲ့ဒီလိုမဟုတ်ဘဲကိုကအကောင်းဆုံးလုပ်မနေဘူးဆိုရင်တော့မိမိကိုကိုမလုံခြုံတဲ့စိတ်ကမိမိကိုအရင်အပြစ်ပေးပါလိမ့်မယ်။ဘဝကအမြဲတမ်းမလုံလုံအောင်မြင်နေမယ်ဆိုတာမျိုးတော့မဟုတ်ဘူးပေါ့။ဒါပေမဲ့အ ਨੇ ဆုံးကျွန်တော်တို့ကကိုတက်နိုင်သလောက်ကြိုးစားခဲ့တဲ့အတွက်တခြားတစ်ယောက်က ိုအားနေချက်ကိုလာပြောရင်တောင်ငါစူးစမ်းနေတာပဲငါပြုတ်ပြင်ကြည့်တာပဲငါလှုပ်ကြည့်နေတယ်လေဆိုတဲ့စိတ်ကရှိလာရင်အပြင်ကိုပြန်ကန်နေအဲ့ဒီအခါကျတစ်ဖက်ကလာပြီးအပြစ်ပြောပြီးကဲ့ရဲ့နေရင်တောင်ငါလှုပ်တာပဲငါစူးစမ်းတာပဲဆိုတဲ့စိတ်ကရှိထားတော့တိမ်ငယ်စိတ်ဝင်တာတွေအားငယ်တာမျိုးမဖြစ်တော့ဘူးရော့ကြသွားတယ်ဘာလို့ဆိုသူတို့မပြောတော့ကိုကစူးစမ်းနေတာပဲဆိုတာ ကိုကိုကိုပိုတိတယ်လေတကယ်ပြောတာလူဆိုတာအထီးကက ကို့လိပ်ပြာကိုလုံးနေရင်တော်တော်စိတ်အေးချမ်းနေမိမိကိုကိုအကောင်းဆုံးတိဆောက်တယ်ဆိုတာလေဘသူအတော်မှမဟုတ်ဘူးမိမိအတော်ပဲခန္ဓာကိုယ်ထိမ့်သိမ့်တာကလည်းမိမိအတော်ပဲမိမိခန္ဓာကိုယ်ကလိုအပ်နေတဲ့နေရာညနာဆိုညနာစပင်ဆိုစပင်သွားဆိုသွားအားဖြည့်ရလဲမိမိအတော်ပဲ အလောက်အကန်ကောင်းကောင်းရအောင်ကြိုးစားတာလေမိမိပိုအစဉ်ပြေဖို့မိမိဘဝတွေပိုတက်တောင့်တက်တာရှိဖို့ပဲဒါကြောင့်တကယ်လို့တင်ကတင့်ကိုတင်ပြောင်းလဲခြင်းနဲ့ဆိုရင်ဘသူကအပြစ်ပြောလို့ဝေဖန်ခဲ့ရဲ့လို့ဆိုတာမျိုးကြောင့်မဟုတ်ပဲဒီအတိုင်းမိမိကိုယ်ကိုအကောင်ဆုံးတိဆောက်ခြင်းလို့ဆိုတာကြောင့်ပဲဖြစ်ပါစေ personality ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ personality တွေ အများကြီးရှိတယ်လို့ကျွန်တော်ကတော့လက်ခံထားတယ်။မတူညီတဲ့ပင်ကိုယ်စရိုက်တွေမတူညီတဲ့စိတ်ဓာတ်တွေရှိလိမ့်မယ်။ဒေါသကြီးတာလောဘကြီးတာအတ္တကြီးတာသီးမခံတတ်တာပြင်းရည်တာတွေလည်းရှိသလိုစာနာစိတ်များတာသီးခံတတ်တာနှုံးညံ့သိမ့်မွေတာ စိတ်ရှိသီးခံတတ်တာဇွဲရှိတာစတဲ့အရာတွေလည်းရှိတယ်။ဘလို personality မျိုးကိုပြုစုပြုထောင်မလဲ။ ရှင်သန်ကြီးထွားစေမလဲဆိုတာကတော့ကျွန်တော်တို့ရဲ့အသိဉာဏ်ပညာနဲ့စင်ကျင်ကိုယ်ကဲမှတော်ရကြမယ်။ဒါကြောင့်လူတိုင်းမှာ dark side ဆိုတာရှိကြတယ်လို့ပြောတာ။ဒါပေမဲ့အဲ့ဒီအရာကို စိတ်အလိုလိုက်ပြီးလွတ်ထားလို့မရဘူး။အသိဉာဏ်ပညာနဲ့ကိုယ်ကဲရမယ်။လူတိုင်းကစိုးကျင်စိတ်ရှိပါတယ်။ဒါပေမဲ့ကောင်းတဲ့ဘက်ကိုစူးစမ်းပြီးဥတီရွှေပြောင်းနေတာကြည်ပါပဲ။ဒါတွေကို ဘလို့ကြီးထွားစေမလဲဆိုတာကတော့မိမိဖတ်တဲ့စာပေမိမိတွေးတဲ့အတွေ့မိမိရဲ့ပဝန်းကျင်မိမိချမှတ်တဲ့ဘဝစည်းမျဉ်းစည်းကမ်းတွေနဲ့ကိုယ့်ရဲ့နေစဉ်ထိတွေ့နေရတဲ့လူတွေသကဝိုင်းတွေညင်ခွင်းတွေကတဆင့်အတူယူပြီး ပုံဖော်သွားတာပါပဲကျွန်တော်တို့ရဲ့အုံနောက်တို့အတိညာန်တို့စိတ်တို့ဆိုတာကလည်းလေ့ကျင့်ယူပေးလို့ရတဲ့အရာတွေပါပဲမကောင်းတာတွေကို တွေးတာများရင် မကောင်းတာတွေပဲဥတီသွားမယ်။ကောင်းတာတွေကိုတွေးခေါ်လှုပ်ဆောင်ပေးရင်ကောင်းတာတွေဘက်ကိုဥတီသွားမယ်။လူဆိုတာမိမိကိုယ်ကိုထိန်းချုပ်နိုင်မှလူကောင်းလူတော်တယောက်ဖြစ်နိုင်မှာပါ။ကျွန်တော်ခံယူထားတဲ့မိမိကိုယ်ကိုချစ်တဲ့အချက်ကကိုယ့်ကိုယ်ကိုအကောင်းဆုံးနေထိုင်ခြင်းပဲ။အတတ်နိုင်ဆုံးစူးစမ်းရှင်သန်ခြင်း။လူတွေချားကစီးဆိုတဲ့အရာများကိုစောင့်ထိန်ခြင်း။တိတ်ခါကိုစောင့်ထိန်ခြင်း။ ို့အနေနဲ့မိသားစုတာဝန်အိမ်တော်ဘတ်တာဝန်အလုပ်တာဝန်မိဆွေတာဝန်ကြေပွန်ချင်းစတာတွေပဲကိုကိုကိုအကောင်းဆုံးဖြစ်အောင်အတက်နိုင်ဆုံးတိဆောက်ထားတဲ့အခါတဲ့ဘဝရဲ့အခိုင်အမာဆုံးခံတက်ကသင်ကိုယ်တိုင်ဖြစ်လာလိမ့်မယ်အချစ်တွေထဲမှာမိမိကိုကိုချစ်ရတဲ့အချစ်ကအရေးအပါဆုံးနဲ့အခက်ခဲဆုံးဖြစ်တယ်ဒါပေမဲ့မိမိကိုကိုချစ်တဲ့အချစ်ကအနက်ရှိုင်းဆုံးပါပဲ မိမိကိုကိုချစ်ရတာဟာထင်သလောက်မလွယ်ပါဘူးကျွန်တော်တို့ကနေ့ရက်တိုင်းမှာကိုကိုကိုအကောင်းမြင်နေတာမဟုတ်ပါဘူးဘဝကဘာလို့အဲ့လိုဖြစ်နေရလဲဘလို့ဆက်လုပ်ကြမလဲဆိုတာမျိုးတွေတွေးရင်းနဲ့ငါကလိုအပ်လို့လားငါမစိုးစားတာလားဆိုတော့အပြစ်တင်စိတ်တွေလည်းဝင်လာနိုင်တယ်လို့စိုးစားတိုင်းမဖြစ်တဲ့အခါလဲမိမိကိုယ်နဲ့မိမိတောင်စိတ်တက်ကြတာတွေစိတ်မရှိတော့တာတွေချစ်တဲ့စိတ်နဲ့မထွေးပွေနိုင်တော့ပဲ ဖြစ်ပဲထားမိတာတွေရှိတတ်တယ်။ဒါပေမဲ့ကိုကိုကိုမှမချစ်ရင်ကိုကိုကိုမှမနစ်တဲ့ရင်ဘယ်သူကများကိုနဲ့အတူရှိနေပေးနိုင်မှာမို့လို့လဲ။ဒီတစ်ခုမအောင်မြင်ရင်လာပါနောက်တစ်ခုအတူတူစ조사ကြည့်ကြမယ်လို့မိမိကိုကိုအားပေးရတယ်။ဒီလန်းကသွားလို့မရရင်လာပါနောက်တလန်းကသွားရအောင်လို့မိမိကိုကိုဖေးမရတယ်မိမိကိုကိုချစ်တဲ့အချစ်က စိတ်ရှည်ဖို့လည်းလိုတယ်။ကြာရှည်ခံဖို့လည်းလိုတယ်။တခါတလေအုံမိုးပေးပြီးစောက်ရှောက်ထားဖို့လည်းလိုတယ်။မိမိကိုယ်ကိုချစ်တဲ့စိတ်ရှိမှသာလူဟာအောင်မြင်နိုင်မယ်။တိုးတက်နိုင်မယ်။ပျော်ရွှင်နိုင်မယ်။စိတ်ချမ်းသာနိုင်ပါမယ်။